တရားဝါသနာပါတဲ့ပုဂ္ဂိုလ်တွေကတရားပွဲရောက်ကြတယ်။ရုပ်ရှင်ဝါသနာတဲ့ပါတဲ့ပုဂ္ဂိုလ်တွေကတယ်လီဗီရှင်းရှေ့မှာရုပ်ရှင်ကြည့်ကြတယ်။ဘောလုံးဝါသနာပါတဲ့ပုဂ္ဂိုလ်တွေကဘောလုံးဝဲရှေ့မှာရောက်ပြီးတော့ဘောလုံးကြည့်ကြတယ်။ဘီယာတို့အရက်တို့ဝါသနာပါတဲ့ပုဂ္ဂိုလ်တွေကလည်းဘီယာအရက်ဆိုင်မှာစုကြတယ်ပေါ့။လူဆိုတာတယောက်နဲ့တယောက်မတူဘူးပေါ့။ တဘာဝချင်းတူရာစုမိနေကြတယ်ဆိုတဲ့သဘောကိုမြတ်စွာဘုရားကဟောတာအဲ့တော့ဘုန်းကြီးတို့တပည့်လောကလူတွေဟာဒီလိုအခြေအနေရရရစုပြီးတော့နေကြတဲ့အခါမှာတို့ကိုစုမိအောင်လုပ်တဲ့ဟာကောင်းတဲ့အရာလားမကောင်းတဲ့အရာလားလို့ဆက်လက်ပြီးတော့စဉ်းစားဖို့လိုအပ်တယ်ပေါ့မကောင်းတဲ့အရာကတို့ကိုစုတယ်ဆိုရင်ကောင်းတာဖြစ်ဖို့ကိုက လုပ်ဆောင်ရမယ်အမှတ်ရရမြတ်စွာဘုရားကဆက်ပြီးတော့ဟောထားတယ်တရားတရားကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေဟာတရားတရားကင်းမဲ့တဲ့သူချင်းစုမိကြတယ်တဲ့အရှက်မရှိတဲ့ပုဂ္ဂိုလ်တွေဟာလည်းအရှက်မရှိတဲ့ပုဂ္ဂိုလ်ချင်းစုမိကြတယ်တဲ့ဒုစရိုက်လုပ်ငန်းနဲ့ပတ်သက်ပြီးအကြောက်အလန့်မရှိတဲ့ပုဂ္ဂိုလ်တွေကလည်းအကြောက်မလန့်မရှိတဲ့ပုဂ္ဂိုလ်ချင်းစုမိကြတယ် ဘောဓုတ္တနဲတဲ့ပုဂ္ဂိုလ်တွေကလည်းဘောဓုတ္တနဲတဲ့ပုဂ္ဂိုလ်ချင်းစုမိကြတယ်တဲ့နော်ပြင်းကြီးတဲ့ပုဂ္ဂိုလ်တွေကလည်းပြင်းကြီးတဲ့ပုဂ္ဂိုလ်တွေချင်းတဏှာမှာစုမိကြတယ်ပညာမဲ့တဲ့ပုဂ္ဂိုလ်တွေကလည်းတဏှာမှာပညာမဲ့တဲ့ပုဂ္ဂိုလ်ချင်းစုမိကြတယ်တတိလက်လွတ်နေတတ်တဲ့ပုဂ္ဂိုလ်တွေမိမိလျော့လျော့နေတတ်တဲ့ပုဂ္ဂိုလ်တွေကလည်းမိမိလျော့လျော့နေတတ်တဲ့ပုဂ္ဂိုလ်ချင်းစုမိကြတယ်လို့ ဟောတဘာဝတူရစုတယ်ဆိုတဲ့အကြောင်းမြတ်စွာဘုရားဒီလိုဟောတယ်အေးတရားတရားရှိတဲ့အကောင်းဘက်ကပြောမယ်ဆိုရင်တရားတရားရှိတဲ့ပုဂ္ဂိုလ်တွေကလည်းတရားတရားရှိတဲ့လူနဲ့လက်တွဲမိတယ်မကောင်းမှုဒုစရိုက်က ရှက်တတ်တဲ့ပုဂ္ဂိုလ်တွေကလည်းမကောင်းမှုဒုစရိုက်ကိုရှက်ယွံတဲ့ပုဂ္ဂိုလ်တွေချင်းလက်တွဲကြတယ်မကောင်းမှုဒုစရိုက်ကကြောက်လန့်တဲ့ပုဂ္ဂိုလ်တွေကလည်း မကောင်းမှုဒုစရိုက်ကကြောက်လန့်တဲ့ပုံကိုယ်တွေနဲ့ပဲလက်တွဲတယ်ဘ ਹੁ ဒုတရှိတဲ့ပုံကိုယ်တွေကလည်းဘ ਹੁ ဒုတရှိတဲ့ပုံကိုယ်နဲ့ဆိုရင်လက်တွဲပြီးတော့ပြောမကုံအောင်ရှိကြတယ်ပေါ့ကျိုးစားအထုတ်မှုလုံလဝီရိယရှိတဲ့ပုံကိုယ်တွေကလည်းလုံလဝီရိယရှိတဲ့ပုံကိုယ်ချင်းလက်တွဲကြတတိကောင်းတဲ့ပုံကိုယ်တွေကလည်းတတိကောင်းတဲ့ပုံကိုယ်ချင်းလက်တွဲကြပြီးတော့ပညာထက်မြက်တဲ့ပုံကိုယ်တွေကလည်းပညာထက်မြက်တဲ့ပုံကိုယ်ချင်းလက်တွဲကြတယ်လို့ အကောင်းဘက်ကလည်းဒီလိုလာတယ်အဲ့တော့ဆုံစည်းကြတဲ့အခါတိုင်းမှာတို့တွေဟာဒီနေရာဆုံတာဘာနဲ့ဆုံတာလဲဒါဟာ